မင်္ဂလာပါနော်ကဲပရိသတ်ကြီးအားလုံးမင်္ဂလာပါကျွန်တော်ကတော့စီစဉ်သူတိန်းစောဆက်ရပုံပါတော့ဒီနေ့ဒီကျင်းပတဲ့ရွှေတတိရွှေဆိုင်ပုံပအခမ်းအနားလေးပေါ့လေဒီခမ်းအနားလေးကဒါကျွန်တော်စီစဉ်ခွင့်ရတယ်ဆိုတာကျွန်တော်တကယ်ချင်းဒီဇိုင်းကိုရေးစားပေါ့ကိုရေးစားနဲ့ပတ်သက်ပြီးတော့ဒါကိုရေးစားနဲ့ရွှေတတိဆိုတာလေသူမိသားစုတွေလိုဖြစ်နေကြတယ်ဒီကောင်မောင်မတွေဖြစ်နေကြတော့ တော့ပတ်သက်ပြီးတော့သိတော့ရေးရဆိုင်ပုံပဲဒီတစ်ခုရှိတယ်ပေါ့ဒီပေးလို့ရမှာရပါတယ်ကျွန်တော်မှစီစဉ်ပေးရမယ်ဆိုတော့ဒါကျွန်တော်မိတလေးလို့ရတဲ့အချိန်မှာနံပါတ်၁ဘောဒီရွှေကလေးနဲ့ပတ်သက်ပြီးတော့မြန်မာတဲ့ရွှေဆိုင်တစ်ချိန်လေးတပုတ်စီစဉ်ခြင်းနဲ့ပေါ့ဆိုတော့အဟုတ်ကဲ့ရပါတယ်ဆိုပြီးတော့ကျွန်တော်ရွှေကတိမြန်မာတဲ့တစ်ချိန်လေးတပုတ်ကိုကျွန်တော်စာပြီးစီစဉ်လို့ရရတယ်ပေါ့ဆိုတော့ဒီတစ်ချိန်လေးမှာတီး ကျောင်းတော်ရာတင်ဝင်ပေါ့ဒီကျောင်းတော်တင်ဝင်ဆိုတော့လည်းတခြားမဟုတ်ပါဘူးကျွန်တော်အစိုးရပညာရေးဆရာနော်ကျွန်တော်ရဲ့အဖေလည်းဖြစ်ပါတယ်ဟာပြီဒီကျောင်းတော်တင်ဝင်တခြင်းကဆန္ဒကူလာတတိချင်းရေးဆက်ခဲ့တဲ့တီးဆရာပေါ့နိုင်ငံကျော်တီးဆရာကြီးပါပဲအဲကျွန်တော်လည်းကြရတယ်ကျွန်တော်မှအဖေရှိတယ်ပေါ့ကျွန်တော်အဖေကမတော့အကုန်လုံးနေတဲ့စကလုံးလေးပြီးပါကျွန်တော်အပ်ပြီးမှဆိုပြီးတော့တခြင်းလေးအပ်ဖြစ်တယ်အပ်ဖြစ်တော့ဒီတခြင်းလေး ကျွန်တော်ကောင်တယ်ပေါ်တဲ့ချိန်မှာကျွန်တော်အစလိုမြန်မာတန်ဆိုတော့ပေါ့တိတန်ရှင်ရဲတိုင်းနဲ့အတူဒါကျွန်တော်ဒီရွှေတတိအဲမိသားစုရဲ့တမိကြီးဖြစ်တဲ့တမိကြီးနဲ့အတူဇုံတွဲလေးလဲတာအမှတ်တမ်းလေးတခုလုပ်ဖြစ်တယ်ပေါ့ဒါဆိုအမှတ်တရလေးလည်းဖြစ်သွားပါတယ်နောက်ဒေးသချင်းကလည်းကျွန်တော်ဂီတာမူနိုင်ငံကျော်ဒီဂီတာမူဖွဲ့ဖြစ်တဲ့ဂီတာမူအောင်မြတ်ထွန်းနဲ့အတူကျွန်တော်မြန်မာပုံမြန်မာပေါ့ဒါကျွန်တော်ခန့်ခန့်ညာညာလေး တည်ပြီးတော့ဆိုင်ဖွင့်ပွဲအတွက်အမေပေါ့သူတို့ချင်းလေးတပုတ်ဖန်တီးပြပါတယ်အဲအားလေးဖန်တီးပြတဲ့နောက်မှာပဲတခါတည်းဟာကိုကြီးဒီဖွင့်ပွဲနေ့မှာအဖြုံကြီးနဲ့ပတ်သက်ပြီးတော့စီစဉ်ပေးပါအောင်ဆိုတာနဲ့ဒါကျွန်တော်လည်းဒီပွဲတွေကအမြဲတမ်းစီစဉ်နေတာကြပြီးတော့စီစဉ်နေတဲ့ဖြစ်နေတဲ့အတွက်ကျွန်တော်အားလုံးအကောင်းဆုံးဖြစ်အောင်ဒီနေ့အခြေအနေပေါ့အနေထားဖြစ်အောင်တော့ဖွင့်ပွဲအခမ်းအနားအဲစားတဲ့ ချင်းလေးအားလုံးတည်အဲ့တော့အကောင်းဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။နောက်ကောင်းပါတယ်ရွှေပြည်ရဲ့ရည်ရွယ်ချက်ကလည်းအဲတော့သူ့ရဲ့ထူးခြားမှုကဘာတွေရှိလဲဆိုတော့တဆိုင်လုံးကိုပြင်ဆင်ထားတာလည်းဒါကျွန်တော်ပထမဆုံးတွေ့ကြတာပါပဲ။နောက်တဆိုင်လုံးပြင်ဆင်ထားတဲ့အခမ်းအနားကလည်းကျွန်တော်ရွှေသားတည်နေပေါ့အလှဆင်ထားတယ်။နောက်ဒီဈေးနှုန်းမှာဆိုလို့ရှိရင်လည်းအယောင်ဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အပီသူရီဝယ်နိုင်ရောင်းနိုင်တဲ့အနေအထားအားလုံးမြင့်နေနိုင်နှုန်းနှစ်ဖက်အဆင်ပြေနိုင်တဲ့အနေအထားတွေထိ ်ကျွန်တော်သိရပါတယ်နောက်ဒီအခောက်ရွှေလုပ်တဲ့နေရာမှာလည်းဒါသူတို့ကိုယ်တိုင်ကအဲရွှေပညာရှင်တွေဖြစ်တဲ့အတွက်ကျွန်တော်တော်တော်လေးဒီမှာအလုပ်လုပ်လို့အဆင်ပြေနိုင်မယ်လို့လည်းထင်ပါတယ်ပြင်နေတာကိုလည်းကျွန်တော်မြင်နေရပါတယ်ဒါကသူဒီမှာသွားလာလှုပ်ရှားနေတဲ့နေပဲကိုမျက်စိရှိမှမြင်နေတာလေရောင်းနေသူတွေဝယ်တဲ့သူတွေအဲ့နေ့စဉ်နဲ့ဆိုင်ရဖွင့်ခွင့်မလုပ်ရသေးဘူး။အဲ့သူ့အနေနဲ့သူလက်ပတ်နေတာတွေ့ရတော့အဲ့ဝမ်းသာပါတယ်။ ါကျွန်တော်ပေါ်ယူပြီးဒီလိုကိုရွှေတရင်ရွှေဆိုင်ခန္ဓာမျိုးဖွင့်ပွဲကိုစီစဉ်ခွင့်ရတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတော့ကျွန်တော်ရန်ကုန်မီဒီယာအိဗန့်ကိုပြောပြချင်ပါတယ်အားလုံးမင်္ဂလာပါ